ဒီနေ့ဂျွန်လ29ရက်နေ့အတွက် People's Fund ရဲ့နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။မကွေးတိုင်းမင်းဘူးခရိုင်စလင်းမြို့နယ်ထဲကဆင်းဖြူကျွန်းမြို့မှာတန်ချက်ကကားတွေပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲပြင်းထန်နေတယ်လို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတာဝန်ရှိသူကပြောပါတယ်။မနေ့ကဂျွန်လ28ရက်ကစတင်ပြီးစလင်းမြို့ကနေဆင်းဖြူကျွန်းဘက်ကိုစစ်ကောင်စီတပ်ကတင့်ကတန်ချက်ကနှစ်စီးပါဝင်ပြီး အင်အား200ဝန်းကျင်နဲ့ဆက်ကြောင်းထိုးလာတာလို့သိရပါတယ်ရှင်။တအန်းတက်တီးရက်နယ်လေတင်းယူအုပ်ချုပ်နေတဲ့ရှမ်းပြည်နယ်အမြောက်ပိုင်းကကြောင်မဲမြို့ကို6ရက်တွင်3ချိန်မြောက်ဖြစ်ဒီနေ့နေခင်းပါ2နာရီခွဲမှာစစ်ကောင်စီလက်တပ်ကဘုံထက်ကျဲလာပါတယ်။ဘုံကျဲခံရတဲ့နေရာဟာကြောင်မဲမြို့ရက်ွက်တက်မှာရှိတဲ့ရှမ်းဘုံကြီးကျောင်းအနီးတစ်ဝိုက်ဖြစ်တယ်လို့သိရပါတယ်ရှင်။အာနာသိစကောင်စီရဲ့မတရားဖန်ဆီးအကျဉ်းချတာခံရပြီးမန္တလေးအို့ဖို့အကျဉ်းထောင်ထဲမှာမန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးကြာဆုံးသွားတဲ့အပေါ် မိသားစုနဲ့ထပ်တူကြေကွဲရတယ်လို့ပြည်내နဲ့ Federal Unit လွတ်တော်တွေလွတ်တော်ကိုစားပြုကော်မတီတွေကထုတ်ပြန်ပါတယ်ရှင်။ပြီးကြတဲ့နှစ် match လာကသူ့ရဲ့ချန်နိုင်ငံခီးစံတော်တွင်ရင်မတော်တဆမှုဖြစ်အောင်တရုတ်ကကြံစီခဲ့တယ်ဆိုတဲ့သတင်းတွေအပေါ်တုံလုံးမိတာမျိုးမရှိကြောင်းထိုင်ဝမ်ဒုတိယသမ္မတကပြောပါတယ်ရှင်။ Israel Sector IDF ကပါလက်စတိုင်းပြောက်ကြားအဖွဲ့ Hamas ကိုထူထောင်ခဲ့သူတူဖြစ်တဲ့ Hakan Muhammad Issa El Sago ဂါဇာကမ်းမြောင်ဒေသရဲ့မြို့တော်ဂါဇာစီးတီးမှာ 大家平安夜将更加老百姓。